ဟယ်လိုအားလုံးမင်္ဂလာပါဖူပေါ်မချင်းကနေကြိုဆိုပါရစေဆိုတော့ဒီနေ့မနက်မှာအပြောင်းရွှေ့နဲ့ပတ်သက်လို့ထူးထူးခြားခြားဘာသတင်းမှအများကြီးမရှိတဲ့အခြေအနေမျိုးမှာကျွန်တော် market stretch ဖို့နဲ့ပတ်သက်တဲ့သတင်းတခုကိုကျွန်တော်ကြည့်ကြအောင် Rashford ကကျွန်တော်တို့ Manchester United ကနေပြီးတော့လုံးဝရောင်းချဖို့အတွက်ပေါ့နော်စာရင်းထဲမှာဒါထည့်ထားခြင်းခံရတဲ့ကစားမတယောက်ဒါအပြင် Rashford ကိုယ်တိုင်ကလည်း Champions League ဝင်ခွင့်ရတဲ့အသင်းကိုကစားခြင်းနဲ့ဆိုပြီးတော့သတင်းတွေမှာအမှန်ကန်ပြောထားတဲ့သူတယောက်ဒါအပြင်သူ့အနေနဲ့ ဘာစီလိုနာကိုပဲကစားခြင်းနေဆိုတဲ့တင်းနေလေဒါကြောင့်တက်လာတဲ့ကစားမတယောက်ဆိုတော့ဒီကစားကမကလက်ရှိမှာဗာပြောထားလေးဆိုတော့နည်း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 ပြာသိတယ်နော်ဘယ်လိုပြောလဲဘာကျွန်တော်အဲ့ကိစ္စပြောကြည့်ရင်သူဗာပြောထားလေးဆိုတော့စပိန် influencer တယောက်ဖြစ်တဲ့ Harvey Ruiz ကိုပေါ့နော်သူသူ interview လုပ်ထားတာဗျာသိလားဆိုတော့အဲ့မှာသူဗာပြောထားလေးဆိုတော့ဘာစီလိုနာအတွက်မိကစားခြင်းလားဆိုတော့ကစားခြင်းတာပေါ့ပေါ့နော်ဘာစီလိုနာအတွက်ဒီနေ့မှာသူကစားခြင်းနေပေါ့ ဟိုဒါအပြင်လူငယ်ကစားမတယောက်ဖြစ်တဲ့ရောင်မဲတို့ဘာတို့နဲ့လဲသူတွဲပြီးတော့ကစားခြင်းနေပေါ့နော်ဘသူမဆိုအကောင်းဆုံးဆိုတဲ့သူတွေနဲ့တွဲပြီးတော့ကစားခြင်းကြတာကျွန်တော်လည်းပဲရောင်မဲနဲ့ကျွန်တော်တို့ကတွဲပြီးတော့ကစားခြင်းနေဒါပေမဲ့လို့ကျွန်တော်စောင့်ကြည့်ရမယ်ပေါ့နော်ဟိုစပိန်ဆိုလို့ရှိရင်ပြပေါ့နော်ကျွန်တော်လည်းရှိကျွန်တော်နေနေတဲ့အိမ်နဲ့တိတ်ဝေးတာမဟုတ်ဘူးပေါ့နော်ဟိုဘယ်လိုပြောမလဲ3နာရီလောက်ပဲလေရင်စီးရတာဖြစ်တဲ့အတွက်မိသားစုနဲ့လည်းလွယ်လွယ်ကူကူတွေ့လို့ရတယ်ပေါ့နော်ဆိုတော့နော်ဟိုရာသီဥတုကလည်းစပိန်မှာဆိုလို့ရှိရင်တော်တော်ကောင်းတာပဲပေါ့နော်ဒါကြောင့် သူ့အနေနဲ့ဘာစီလိုနာကို ပြောင်းကျင်တဲ့ရာမဲရူးနဲ့တွဲကစားကျင်တဲ့ဆန္ဒရှိတယ်ပေါ့ဗျာအာဘယ်လိုပြောမလဲကျန်တဲ့ပြိသက်တွေတော့မသိဘူးပေါ့နော်မန်ချက်စတာယူနိုက်တက်ပြိသက်တယောက်အနေနဲ့ကြည့်ရတာမာကတ်စရူးကဒီချီနေမှာမင်းတော်တော်ကြီးကိုများနေပြီတိလားကိုကိုကိုဘာစတန်ဒတ်မှမထားတော့တဲ့အခြေအနေမျိုးမှာရှိတယ်ဟိုတာမန်အားဖြင့်ပေါ့နော်ကစားသမားတွေက လို့ပြောမလဲဒီအာဟိုထားပါတော့ဗျာဟိုဘာမှမဟုတ်တဲ့ကစားမလေးတွေဆိုလို့ရှင်เนาะအာတချင်ချင်းမှာဘယ်အတင်းတွေကစားဖို့ကသူတို့အိမ်မက်ပါပဲဘာညာပြောကြတယ်ဆိုတာရှိတယ်ဒါပေမဲ့ဒါတော့မှအဲ့လောက်မရှိဘူးဘာလို့လဲဆိုတော့ဘယ်အတင်းကိုသူပြောင်းရွှေ့ခွင့်ရပြီးတော့သူပြောင်းကျင်တဲ့အတင်းကရောတကယ်သူ့ကိုခုံမခုံဆိုတာဘာမှတည်ကြပါမရှိသေးလို့ပဲအခုလက်ရှိပရီးမီးယားလိဂ်တူပဲမဟုတ်ဘူးတော့ဖ်ဖိုင်လိဂ်ကအသင်းတွေကကစားမတွေကိုပဲကျွန်တော်ကြည့်ကြည့်ပါလားအာအနာဂတ်မှာမြင်ရတော့ဘယ်အသင်းတွေနဲ့အခြေဆက်တွေရှိနေလဲအဲ့ဒီကိုသွားကစားကျင်လားဘာညာပြောရင် အာဘာမှမသိသေးဘူးစောင့်ကြည့်ရမှာပေါ့အနာဂတ်ဆိုတာဘာမှပြောရတာမဟုတ်ဘူးဘာမှမဆိုဖြစ်လာနိုင်သေးတယ်ဘာညာဒီလောက်ပဲအခုက market ratio ကဘာစီလိုနာကို ပြောင်းရွှေ့ခြင်းနေဆိုတဲ့အရာကြီးဘာစီလိုနာမှာကစားခြင်းနေဆိုတဲ့အရာကြီးကိုအရင်တွန်းလွန်းတာများသိလားနော်အရင်အရင်ကို तू ကဖြစ်ချင်းလွန်းနေတယ်ဒီလားပြောင်းရွှေ့ကစားခြင်းတာတော့နားလေသဘောပေါက်တယ်ပေါ့နော်ဒါပေမဲ့လေလို့အဲ့လောက်ကြီးကြီးကျတော့လွန်းလွန်းနေပြဟာဘာလို့လဲ तू ကိုမှ agent ရှိတယ် agent က तू အလုပ်သူလုပ်နေမယ်အကယ်လို့များ ဘာစီလိုနာရဲ့ဘက်ကဘနောမင်းကိုမခေါ်တော့ဘူးဒါအပြင်ကျွန်တော်တခြားအသင်းစပိန်ပြိုင်ပွဲအသင်းတင်းဖြစ်တဲ့အသင်းကတော့မင်းကိုခေါ်သွားလေဆိုလို့ရှိရင်ဘယ်လုပ်မလဲဟုတ်တယ်မလားဟိုမတိကြတဲ့အနာဂတ်မှာ तू အဲ့လောက်ကြီးကြီးထင်ထင်ပေါ်ပေါ်ကြီးပြောနေတာကြီးကတိတ်တော့အချိန်နေမဟမ်းဘူးနော်ဟိုဒါအပြင် ရာမဲရုနဲ့တွဲကစားခြင်းတွေတို့ဘာတို့လာတာဒါကတော့ထားပါဗျာနော်ဟိုဘယ်လိုပြောမလို့ဟိုဘသူကောင်းတဲ့သူတွေနဲ့တွဲကစားခြင်းကြတာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ရှိလေကြီးဒါပေမဲ့ market stretch ဖို့နော် လာတန်အီဘရာဟီမိုဗစ်တို့နဲ့တွဲကစားခဲ့ရတယ်။ခရစ်စတီယာနိုရိုနယ်ဒိုတို့နဲ့တွဲကစားခဲ့ရတယ်။ရွန်နီတို့ကာဝါနီတို့နော်ပြီးလို့ရှိရင်နိုင်ငံလက်ရွေးစင်တင်မှာဆိုလို့ရှိရင်ဟယ်ရီကိန်းတို့ဟလာနော်လုံးဝစပယ်ရှယ်ကစားသမားတွေနဲ့တွဲပြီးတော့ကစားခဲ့ရတယ်။ကစားမဘွားကဘာမှဖြစ်မလာဘူး။အခုကြတော့เนาะ18နှစ်ရွယ်သားလေးနဲ့เนาะသူတွဲကစားခြင်းလုံးပါတယ်တဲ့เนาะဘာစီလိုနာကိုလည်းလုံးဝပြောင်းခြင်းလုံးနေပေါ့တကယ်ပြောဒီကစားမမှာဘာစတန်ဒတ်မှရှိတော့လေလို့မထင်ဘူးဒီဒီခြေဒီမှာတော့ နော်တအားကိုများလုံးသွားပြီလွန်လွန်အားကြီးသွားပြီဗျနော်လွန်လွန်အားကြီးသွားပြီ United ပြည်သက်တယောက်အနေနဲ့ကတော့အပြောင်းအရွှေ့ဖြစ်လေသဘောကျလေပေါ့ဗျာဟိုဘာစီလိုနာမှမဟုတ်ဘူးတခြားဘယ်ကလပ်အသင်းကပဲခေါ်ဝေးဂျူပန်ဂျူပန်အပြောင်းအရွှေ့ဖြစ်မြောက်လေကိုရီသဘောပို့ပြီးတော့ကျလေပဲဘာလို့လဲဆိုတော့မြန်ရလေ United အတွက်လက်ရှိမှာကကျွန်တော်တို့ကငွေလိုနေတာနော်ဒါအပြင်နီးပြရဲ့အနာဂတ်ကလပ်အသင်းရဲ့အနာဂတ်အစီအစဉ်လေးတွေမှာ market stretch မပါတော့ဘူးဆိုတော့လက်လွတ်ယုံကလွဲပြီးတော့ကျွန်တော်တခြားရွေးချယ်စရာမရှိတော့ဘူး เนาะ rush ကလည်းအတင်းကနေထွက်ကျင်လို့နေဆိုတော့သူခဏတိုင်းပြောထားတာအဓိကကဗျာဘာကြောင့်လဲဆိုတော့ဟိုသူ့အနေနဲ့ပေါ့เนาะကဘာဖလားမှာသူကကစားခြင်းပြီပြည်တနာကကဘာဖလားမှာကစားရအောင်ကလည်းလက်ရှိမှာပွဲကစားကွင်းကမရဘူးခြေသွမ်းပြဖို့เนาะလှုပ်ပြဖို့ဘာမှအခြေအနေမရှိဘူးဖြစ်နေတာအဲ့ဒီတော့ဘာစီလိုနာတို့ဘာတို့မှမြန်ကစားကွင်းရမယ်ဆိုလို့ရှိရင်သူ့အနေနဲ့ပေါ့เนาะအင်္ဂလန်လေဝီစင်အတင်းမှာပြန်ပြီးတော့ဟိုလှုပ်ပြနိုင်တဲ့ခြေသွမ်းမျိုးပိုင်ဆိုင်နေဆိုလို့ရှိရင် ်မိပြတော်မတ်စ်တူချေရွေးတာကိုသူကခံကျင်တဲ့သဘောမျိုးပါအဲအဲနိုင်ငံတရွေးစင်မှာကမ္ဘာဖလားကစားရမယ့်အခွင့်အရေးရဖို့အတွက်သူကဗောနော်ချန်ပီယံစ်လိဝင်ခွင့်ရတဲ့အသင်းကိုသူပြောင်းချင်တာနော်ဘာစီလိုနာကိုရောက်သွားပြီဆိုတာနဲ့သူကအချင်းကြီးအရန်အရာအလုံးကောင်းလာမယ်လို့သူတွေးထားသလားတော့မသိဘူးဒါပေမဲ့သူသဘောပေါက်ဖို့လိုတာကရာဖင်ညာလိုလိုကစားမောက်ရရှိတယ်ရာမဲလိုလိုကစားမောက်ရရှိတယ်လီယိုနော့စကီလိုလိုကစားမောက်ရရှိတယ်သူ့အတွက်နေရာရဖို့ကကျွန်တော်မလွယ်ဘူး။တော့ဒါအပြင်ဘာစီလိုနာရဲ့ဘက်ကထွေးကြည့်တော့လေ ကစားမကတအားကိုဖြစ်လွန်းနေတာဗျာဒီလားဒီကောင်ကတော့ငါတို့စီတအားကိုလာလွန်းနေလာကျင်လွန်းနေတာပဲဆိုလို့ရှိရင်ပင်ပုပ်ကိုရေးဆံရသဘောတူညီမှုတွေယူဖို့လုပ်တဲ့အခါမျိုးမှာကစားမလူကျင်တဲ့အရာတွေတိုင်းကိုသူတို့လိုက်ရောဖို့မလိုတော့ဘူးသူတို့ကဘာစီကတအားလူကျင်တာမဟုတ်ဘဲနဲ့ rashford ကတအားပြောင်းချင်နေတာဗျာဒါအပြင် barcelona ရဲ့ဘက်က market stretch ကိုလက်ရှိခေါ်ဖို့အတွက်စိတ်မဝင်စားဘူး nico williams ကိုပဲသူတို့လုပ်နေတယ်အလုတ်က nico williams ကိုခေါ်ဖို့ကြိုးပမ်းနေတယ်ဒါအပြင်သူတို့ဒီဗာလဲ ဟိုပြောင်းရွှေ့ကြီးကလည်းစာချုပ်ပါယိုကြီးရောယူရိုတန်း60လဲသူကဘီဘာအိုထံပြီးတော့မှာအဲ့လိုအခြေအနေမျိုးမှာကိုပဲ market stretch ကသူကပြောင်းကျင်လုံးနေပြောင်းကျင်လုံးနေဆိုရဲအတန်တအားထွက်နေတာအဲကြောင့်ဗောနော market stretch ဖို့အနေနဲ့ကို standard ကိုဒီလောက်ထိเนาะချလိုက်စရာမရှိဘူးဗျာเนาะအတင်းတင်းကိုပြောင်းဖို့အတွက်အဲ့ဒါလောက်ကြီးကြီးတည်တယ်မလားเนาะ backing လုံးနေရတဲ့အခြေအနေမျိုးအထိကြုံမလာရသင့်ဘူးကိုဖြတ်တန်းလာရတဲ့အခြေအနေမျိုးနေဆိုရင် market stretch ကတော့လုံးဝကိုပြောင်းပြောင်းကိုပြောင်းကျင်လုံးနေဆိုတဲ့အခြေအနေမျိုးဖြစ်နေပြီး နော်သူ့အေဂျင့်ကအသုံးမချဘူးဆိုတော့လက္ခဏာပဲပြနေသလားကစားသမားကပဲတအားဖြစ်လွန်းနေသလားတော့မသိဘူးဆိုတော့ညီကလို့ရော market stretch ဖို့အနေနဲ့ဘာစီလိုနာကိုပြောင်းနိုင်လိမ့်မယ်လို့ညီကလို့ထင်ကြလားသူနေကြပါအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်